တူတူရှိနေချင်းများဆုံးရင်ခွင်ထဲမှာလာနာကိုနာလူတဲ့ပန်းမွေလေးများကိုလူရင်းညုံညမထပ်ဖို့သူနဲ့ဝင်းရပါပြတ်တလို့ဒါရီတီမလာချေချမ်းသာဆုံးဇလန်နွယ်လေးရဲ့မှာတရားစကားလတ်ဆိုတဲ့နာမည်နဲ့ပါဝင်ပြီးတယောက်ဆောင်ထားတယ်။ပြီးတော့သူ့ရဲ့ဇက်ကောင်ကြိုက်ကကြတော့စကားလတ်ကကြတော့တော်တယ်ထက်တယ် အလုံးလုံးတဲ့နေရာမှာတော်တယ်ပြီးမာနလည်းအရန်ကြီးရပေါ့ချစ်ပင်မဲ့လည်းချစ်တော်လည်းတိတ်ပြောလည်းအလောက်ကြီးပြတတ်တဲ့မျိုးသမီးမဟုတ်ဘူးဒီကဆန်ဒီမူကကြောတတ်တတ်ပေါ့တခြားတခြားပုံစံတစ်ခုပါဖီယောဘလို့ချော်လာလေဘာမှတော့ငါတိတ်ချမာလိုက်မလားချက်ချက်ရမယ်လို့ထင်လိုက်လို့ပါနေ့မှာနှစ်ခါတိတ်ချမာခဲ့ရတယ်အဲ့တော့မှတော်တော်လုပ်တယ်ဆိုနေ့ကမလုံလုံးလားတားမမာတဲ့အမရဲ့ညီမ တေချာမမတ်လာမိလို့ပါတောင်းမှမှာနော်ဟဲ့ဒါအလုံးလုံးနေတာတောင်းလို့လည်းမပြီးသွားဘူးသင်ဒီလိုပုံစံနဲ့ဘယ်လိုအလုံးလုံးမှာလဲတဲအတွက်အမတ်တရားဖြစ်ဆုံးဆိုရင်မြင်းစီရတာပေါ့နော်တခါမှလည်းဒီရင်ကုန်မှာလည်းမြင်းနေပါရဲ့စီးလေးမရှိဘူးဆိုတော့အေးမြင်းစီရတဲ့အခန်းရိုက်တဲ့အခါမှာကြောက်တာပေါ့ဒီကကြောက်တာမြင်းမောပြုတ်ကြမှာတော့မြင်းကံမှာတော့ဒါကတော့တဲအတွက်အမတ်တရားဖြစ်တယ်ဒီကရိုက်နေတဲ့အချိန်မှာသူကမြင်းကမြင်းဆောင်နဲ့မှာအဲ့မဲ့သူ့ကိုလို့ မုတ်ကျွေးပြီးတော့ညားပြီးရိုက်ရတာပေါ့နော်အဲ့တော့သူ့မုတ်ခုကျွေးရဲ့အချိန်မှာဒီဘက်လက်ထဲမှာမုတ်ကရှိတယ်။အဲ့တော့သူကလမ်းဟတ်တာဒါပေမဲ့ဟတ်တာကဒီဘက်လက်ကိုမရောက်ပဲလမ်းမောင်းကိုကိုက်နေမှာအမြင့်ကိုက်တာပေါ့ထူးထူးဆန်းဆန်းနေရဒီကိုရောက်တာကြာပြီ။ရိုင်းရောမကြာသေးပါဘူး။ဘာလို့လဲ။မြင်းနေတဲ့တအားရင်းလေးတွေလာလို့လေ။ကျွန်တော်အစားရေးတာပြိဿာလေးတွေဖြစ်တယ်။မြင်းမှာမဟုတ်ပါဘူး။ ဇလန်တစ်ခုဖြစ်လာဖို့ဆိုတာတဲတို့လိုတရုတ်ဆောင်တဲ့အားလုံးရဲ့ဒီအထောက်မှုတွေမကဘူးတခြားသောဒီစက်မှုပိုင်းဆိုင်ရာမီထိုမန်ထိုမိတ်ကပ်အက်ဒီတင်အစရှိရပါတော့စက်တင်နေရောဒါအားလုံးရဲ့အားတွေချွေးတွေနဲ့ရင်းပြီးတော့ ပေါင်းမှပဲဒီလိုဇက်လန်းကောင်းတစ်ခုရတာဆိုတော့လေတဲတို့ကလည်းပဲမမန်းနဲ့အားလုံးရိုက်ကူးထားတယ်ဆိုတော့ပရိသတ်တွေအားလုံးလည်းဒီလို application တို့ channel line တို့မှာပဲကြည့်ရှုဖို့တဲရတောင်းဆိုချင်ပါတယ်ဒီအချက်ညီမြချင်းဇက်လန်းတွေလေးကိုကြည့်ဖို့ Canon Plus ဆက်ကို2990ကျပ်ထဲနဲ့ True Share Package ကိုဝယ်ပြီးတော့ TV မှာကြည့်လို့ရမှာနော်ဟောဖုန်းနဲ့ချစ်ချင်တဲ့လူတွေအတွက်လည်းတစ်လမှ3000ကျပ်ထဲနဲ့ဖုန်းနဲ့ချစ်ရှုနိုင်ပါပြီ။ကဲအဲ့တော့ဒီချင်းညီမချင်းဇလန်းတွဲလေးကို Canal Plus application နဲ့ Canal Plus Zalan channel မှာကြည့်ရှုဖို့အားလုံးတောင်းဆိုပါတယ်။